တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒီတစ်ခါတော့ season challenge တွေကမရှင်တွေကိုမြန်မာဘာသာနဲ့ရှင်းပြပေးမှထုလို့ဗီဒီယိုကိုဆောင်းအောင်ကြည့်ပေးဖို့တိုက်တွန်းပါတယ်ရှင်ဒီတစ်ခုက classic mode မှာတပွဲတဲ့၆កောင်းတပေးပါရှင်ဒီတစ်ခုက classic mode မှာရန်သူကောင်းကို damage 1000ရအောင်ပစ်ပါရှင်တပွဲတဲ့မဟုတ်ပါဘူးเนาะနောက်ပွဲတွေမှာဆက်ပစ်လဲရပါတယ်ရှင် ဒီတခုက classic mode မှာအုတ်တတိုင်းအခါ90ခုံကျော်ရောဒီတခုက classic mode မှာတပွဲတည်းအမျိုးအစားမတူတဲ့တနက်ငါးမျိုးောက်ပါ ဥပမာ SMG ထဲက1မျိုး AR ထဲက1မျိုး sniper ထဲက1မျိုးနှလုံးပြူးထဲက1မျိုး pistol ထဲက1မျိုးအဲ့လိုောက်ပေးရမှာပါနော်ဒီတခုက classic mode မှာ ပြင်းနေရင်ရန်သူစေကောင်းတတ်ပါတပွဲထဲမဟုတ်ပါဘူးเนาะနောက်ပွဲဒီမှာဆက်တက်လဲရပါတယ်ရှင် ဒီတခုက glassy mode မှာမိမိအဖွဲတွေကခေါ်တဲ့ lady ကိုအတူလိုက်စင်းပေးရမှာပါအဲ့လိုမျိုးမားကလုပ်ပေးပါဒီတခုက glassy mode မှာမိမိညက် lady အတူ စင်းဖို့ခေါ်ပါပြီးရင်အတူတူစင်းရမှာပါအဲ့လိုမျိုးငါကလုပ်ပေးပါဒီတခုကတငယ်ချင်းနဲ့ရှစ်ပွဲပြီးအောင်စောပါဒီတခုက classic mode မှာရန်သူအကောင်90တက်ပါနောက်ပွဲနေ့မှာဆက်တက်လေရပါတယ်ရှင် ဒီတစ်ခုက classic mode မှာပွဲတဲမှာစုစုပေါင်းမိနစ်900အသက်ရှင်အောင်နေပါဒီတစ်ခုက home coin 15000တောင်းသုံးပေးပါဒီတစ်ခုက iran gate သို့မဟုတ် livic ကအဆောက်အဦးပေါ် lady 10ကစင်းပါ ဒီတစ်ခုကတငယ်ချင်းခမရောက်အသေးထပ်ဖြေပါဒီတစ်ခုကတွဲစောတဲ့သူကို like လက်စားလေးကပေးပါဒီတစ်ခုက classic mode မှာ platinum အထက်ရအောင်ဆော့ပါဒီတစ်ခုကခုစီစဉ်မှာရပောင်းလက်စေး game တဲ့ဝင်မှာဒီတစ်ခုကတောက်ကြစနေတနင်္ဂနွေ3ရက်အတွင်းဆယ်ပွဲပြီးအောင်ဆော့ပါဒီတစ်ခုကတငငချင်းဆယ်ယောက်ကို BB point လက်ဆောင်ပေးပါ ီတခုက classic mode မှာမီတာ1000ရေကူပါတပွဲတည်းမဟုတ်ပါဘူးเนาะနောက်ပွဲဒီမှာဆက်ကူလည်းရပါတယ်ရှင်ဒီတခုက classic mode မှာမိမိကိုင်တဲ့တနတ်နှစ်လက်လုံးတတိန်ထဲမှာပစ္စည်းစုံအောင်တပ်ပါအဲ့လိုမျိုး၅ဘွဲလုတ်ပေးရမှာပါဒီတခုက game ကို10မိနစ်ကြာတဲ့အထိ အသုံးပြုပါဒီတခုက game ကို20မိနစ်ကြာတဲ့အထိအသုံးပြုပါ ဒီတစ်ခုက game ကို60မိနစ်ကြာတဲ့အထိ အသုံးပြုပါဒီတစ်ခုက game ကို100မိနစ်ကြာတဲ့အထိအသုံးပြုပါဒီတစ်ခုက game ကို100မိနစ်ကြာတဲ့အထိအသုံးပြုပါဒီတစ်ခုက game ကို360မိနစ်ကြာတဲ့အထိအသုံးပြုပါဒီတစ်ခုက game ကို480မိနစ်ကြာတဲ့အထိအသုံးပြုပါ ဒီတစ်ခုက game ကို600မိနစ်ကြာတဲ့အထိအသုံးပြုပါဒီတစ်ခုက game ကို950မိနစ်ကြာတဲ့အထိအသုံးပြုပါဒီတစ်ခုက game ကို900မိနစ်ကြာတဲ့အထိအသုံးပြုပါအခုကျမရှင်းပြပေးသွားတာက season challenge တွေက mission တွေပဲဖြစ်ပါရဲ့ရှင်။နားလည်ပြီးလို့ထင်ပါရဲ့ရှင်။အားလုံးအဆင်ပြေကြပါစေရှင်။